မလ်ဆောင်ခါဆလနွန်ပါရှင်ဒီနေ့မြဝပေး channel နေစင်တုံးအကြောင်းအရာလေးကကြတော့ခရီးသွားခြင်းအပိုင်းသုံးဖြစ်ပါတယ်နော်ခရီးသွားတယ်ဆိုလို့ရှိရင်ခုနေ့ကလည်းတချို့အကြောင်းအရာလေးတွေပါနဲ့သွားမှလဲဘယ်လိုသွားမှလဲဘယ်မှာတဲမှလဲဆိုတဲ့အကြောင်းအရာလေးတွေထီတော့မြဝပေးပြီးဖြစ်ပါတယ်ရှင်ဒီနေ့ကကြတော့ခရီးသွားလို့ရှိရင်ဘာတွေပါသွားမလဲပေါ့နော်မြဝေခင်မှာ Facebook page ကို like share YouTube မှာလည်း subscribe လုပ်ပေးတော့ပါအောင်ရှင်အစီအစဉ်စလိုက်ကြရအောင် ခရီးသွားရင်အတိအကပါတယ်ပါမလဲအရေးကြီးဆုံးအချက်ကကြတော့ပိုက်ဆံပါမှာပေါ့နော်ပိုက်ဆံဆိုလို့ရှိရင်တော့เงินပိုက်ဆံเงินပိုက်ဆံပါယုံနဲ့မပြီးဘူးပေါ့နော်အဝတ်စားတယ်လေပါသွားရမှာဖြစ်ပါတယ်ရှင်တချို့လူကကြတော့ဒီအဝတ်စားထဲဖို့အဝတ်တ္တအကြီးကြီးယူသွားတဲ့လူလည်းရှိပါတယ်အဝတ်တ္တယူသွားမယ်ဆိုလို့ရှိရင်တော့ရှမ်းလူကအောင်ပါတခိုးกว่าအဝတ်တ္တယူသွားမယ် အောင်ပါတခိုးกว่าယူသွားမယ်ဆိုလို့ရှင်တော့အောင်กว่าအောင်ပါกว่าခေါ်လို့ရပါတယ်ရှင်နောက်တစ်ခုကကြတော့ဆန်လောင်းနုံအရင်သဘောကျတဲ့အကြောင်းအရာတခုရှိတယ်ခရီးသွားတယ်ဆိုလို့ရှိရင်ကင်မရာလေးပါသွားရတာကိုအရင်သဘောကျပါတယ်တကယ်ချင်းများအနေနဲ့ရောခရီးသွားရင်ကင်မရာပါသွားကြရလား ကင်မရာပါတော့ဖို့မမေ့ပါနဲ့နော်။ဘာလို့လဲဆိုတော့ကိုမမြင်ဖူးတဲ့နေရာဆိုလို့ရှိရင်အမတ်တရတွေအများကြီးရိုက်ဖို့လိုအပ်မယ်။အဲကြောင့်မလို့ကင်မရာပါတော့မယ်။ကင်မရာပါတော့မယ်ဆိုလို့ရှိရင်တော့အောက်ပါကွန်ထိုင်กว่าကင်မရာပါတော့မယ်။အောက်ပါကွန်ထိုင်กว่าတချို့လူကကြတော့ကင်မရာလည်းပါတယ်။နောက်ပြီးတော့မဆူလေးမဖို့အတွက်စာအုပ်လေးလည်းပါတော့တာပေါ့နော်။စာအုပ်ဆိုလို့ရှိရင်တော့ရှန်လုံက ပပ်စာအုပ်ပပ်ယူသွားတယ်ပါသွားတယ်လို့ပြောချင်တယ်ဆိုလို့ရှင်တော့အောက်ပါกว่าအောက်กว่าဆိုပြီးတော့ထဲလို့ရတယ်နော်ဥပမာစာအုပ်ယူသွားမယ်ဆိုလို့ရှင်တော့အောက်ပါပပ်กว่าစာအုပ်ယူသွားမယ်အောက်ပါပပ်กว่า နောက်ပြီးတော့ပင်လယ်ရှိတဲ့နေရာသွားတဲ့လူအသက်ဆိုလို့ရှိရင်တော့မရှိမဖြစ်ပါသွားရမယ်ပစ္စည်းတစ်ခုကကြတော့နေကမျက်မှန်ဖြစ်ပါတယ်ရှင်မျက်မှန်ဆိုလို့ရှိရင်တော့ရှမ်းလိုကမန်တာမျက်မှန်မန်တာနေကမျက်မှန်ဆိုလို့ရှိရင်တော့မန်တာဟဲ့လက်နေကမျက်မှန်မန်တာဟဲ့လက် ။နောက်ပြီးတော့ main ကလေးတွေဆိုလို့ရှိရင်တော်တော်များများပြင်လဲသွားတယ်ဆိုလို့ရှိရင်တော့အုတ်ထုပ်အရှိရေးတွေအကြီးကြီးလေးတွေပါသွားလိမ့်ရှိပါတယ်။အုတ်ထုပ်ဆိုလို့ရှိရင်တော့အုတ်ထုပ်မိုဟိုမာခိုနောက်တစ်ခုကကြတော့တောင်တက်သွားတဲ့လူအနေနဲ့ဆိုလို့ရှိရင်တော့မရှိမဖြစ်ပါရမယ့်အရာကပုတ်ဖနှံဖြစ်ပါတယ်ရှင်။ပုတ်ဖနှံမရှိလို့ရှိရင်တော့တောင်တက်ရတာအဆင်မပြေဘူးပေါ့နော်။အဲကြောင့်မလို့ပုတ်ဖနှံဆိုလို့ရှိရင်ရှမ်းလိုကဆော့တင်ပုတ်ဖနှံ ဆော့တင်နောက်တစ်ခုဂျောဘိုအိတ်ဖြစ်ပါတယ်ရှင်ဂျောဘိုအိတ်ဆိုလို့ရှင်တော့ရှမ်းလောက်ကထုံပတ်ဂျောဘိုအိတ်ထုံပတ်နောက်တစ်ခုကကြတော့တောင်တက်တဲ့လူတွေမရှိမဖြစ်ပါသွားရမယ့်အရာတစ်ခုကကြတော့ညမှာတောင်ထိတ်မှာပဲဖြစ်ပေါ့နော်နားခိုးနိုင်ရန်အတွက်ဒီစကန်းလေးပေါ့ခရီးထက်စကန်းချဖို့ ချင်းထောင်လိုမျိုးပေါ့နော်အဲ့လိုမျိုးသုံးပြရတာဖြစ်ပါတယ်ရှင်။တရားကကြတော့ရှမ်းလိုကဆွမ်လို့ခေါ်ပါတယ်ရှင်။ဆွမ်နောက်တစ်ခုပါသွားဆေးရှင်တဲ့အရာတစ်ခုကကြတော့ T ဖြစ်ပါတယ်ရှင်။ ठी ကိုကြတော့မဖြစ်မနေပါသွားဆိတ်ရှင်ပါတယ်ဘာလို့လဲဆိုတော့ ठी ကနေပူပူမိုးရွာရွာအသုံးပြုလို့ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့ခရီးသွားခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဒီလောက်နဲ့ပဲဆုံးသက်ပြစေနော်ရှမ်းစာပေချစ်သူများအနေနဲ့ထပ်မံတိရှိလို့တဲ့အကြောင်းအရာလေးရှိတယ်ဆိုလို့ရှင်လဲ comment မှာစာလေးရေးသွားပေးပါနော်မဆုံးခါ